လုံးမင်္ဂလာပါရှင်ကျွန်မဆွေးနွေးပေးနေရပေါ့နော် building resilient ကလေးတွေကိုဟဲကြံ့ကြံ့ခံနိုင်တဲ့စွမ်းရည်တွေခိုင်မာလာဒီချင်းပြုထားမှုအတွက်ဆွေးနွေးပေးနေရင်ဖြစ်တဲ့အဲ့ဒီလိုမျိုး resilient တွေဖြစ်ဖို့အတွက်လည်းကျွန်တော်တို့ရဲ့ကိုယ့်ရဲ့ stress တွေကလေးတွေရဲ့ stress တွေကိုပေါ့နော် အဲဒါတွေကိုလေးလာသုံးသပ်ဖို့လိုအပ်တယ်။ဒါကြောင့်ကျမတို့လေးလာသုံးသပ်ဖို့လိုအပ်တာဖြစ်တဲ့အတွက်ကျမဆွေးနွေးပေးနေခြင်းလည်းဖြစ်ပါတယ်ရှင်။အဲဒီမှာဆိုရင်မနေ့ကကျမဒီ stress level တွေပေါ့နော်။တကယ်ကိုပေါ့နော်။ကျန်းမာတဲ့ stress တွေဒါတာမန် stress တွေအားလူသားတွေတိုးတက်ပြောင်းလဲဖို့အတွက်ကလိုအပ်တယ်။ဟာအဲဒီမှာတစ်ဆင့်အဲ့ဒါနေမှာနည်းနည်းကိုမပြင်းထန်တဲ့ stress level အဆင့်ကိုရောက်သွားနိုင်တယ်။ဒါဆိုရင်သတိထားပြီးတော့ ဒီ stress ကိုလျှော့ချပေးဖို့လိုအပ်တယ်အဲ့ဒီမှာတစင်ဒါကိုကျွန်တော်တို့လေးလူရှုမိလိုက်ပြီဆိုလို့ရှိရင်တကယ်ကို toxic stress ဆိုတဲ့တကယ်ကိုအဆိပ်တင်းတဲ့စိတ်ပီစီမှုတွေအထိဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးပေးခဲ့ပါတယ်ယနေ့မှလည်းပဲအဲ့ဒါလေးနဲ့ပေါ့နော်ဒီကเออบ่เนาะตูอ่ะดิอ่ะดิตู้เยเสียกั่วกะลีเนี่ยบ่เนาะตูดีมาสวย ready ดีก็หลูမျိုးအစိမ်းအောင်ဆင်มา ready तू အသိဖြစ်နေတယ်လုံဆောင်မှုအတွဲตู้เยဒီ optimal functioning ရေ adaptive ကရိုတီဝဲနက်စီတကယ်ကိုကျဉ်ကျမှန်မှန်နဲ့အဲဆွမ်းဆောင်ရည်မြင့်မြင့်နေပေါ့နော်လှုပ်ဆောင်မှုအတွက်သူ့မှာအစင်းသင်းဖြစ်နေတဲ့အခြေအနေလေးဖြစ်တယ်အဲဒီအခြေအနေလေးကအင်မတန်ကောင်းတဲ့အခြေအနေလေးဒီလိုမျိုးအခြေအနေလေးဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်အဲဆွမ်းဆောင်ရည်တွေကလည်းမြင့်မြင့်ကျဉ်ကျမှန်မှန်နဲ့လည်းလှုပ်ဆောင်နိုင်မယ်ပေါ့နော်အဲအရာအလုံးကိုလှုပ်ဆောင်နိုင်ဖို့အတွက်သူ့ဟာအစင်းသင်းဖြစ်နေတယ်အကောင်းဆုံးလှုပ်ဆောင်နိုင်မှုအတွက်စမ်းသစ် ကြည်ထွားကြည်ဝါဖို့အတွက်ကျမ်းမာပျော်ရွှင်တဲ့အင်္ဂါရက်တွေနဲ့ပြည့်စုံနေရပေါ့နော်သူရဲ့ဆူလိုရဲ့အဓိပ္ပာယ်လေးရကြတော့အဲ့ဒီမှာဆိုလို့ရှိရင်အဲ့ဒီအမှတစင်ပေါ့နော်ဒီလူမျိုးအခြေအနေမှာဆိုလို့ရှိရင်မိမိရဲ့အကောင်ဆုံးလူတွေရဲ့အကောင်ဆုံးအခြေအနေဖြစ်တယ်ကောင်းစွာလေ့ကျင့်ထားတယ်လေ့ကျင့်မှုလဲလေ့ကျင့်ထားခြင်းကိုလည်းခံခဲ့ရမယ်ဒါကြောင့်ကောင်းစွာလေ့ကျင့်ထားတယ်ဒါကြောင့်အသင့်ဖြစ်နေတယ်ပေါ့နော်ဆောင်ရွက်ဖို့အတွက်နောက်တစ်ခါ control ထိန်းချုပ်နိုင်ပြီး in control ကိုကိုကိုလည်းထိန်းချုပ်နိုင်သေးတယ်ထိန်းချုပ်နိုင်တဲ့အစ်မရှိတယ် physically or mentally or ပေါ့နော်ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရောဟိုသူတို့ကထိန်းချုပ်နိုင်တယ်ဝိညာဉ်ပိုင်းဆိုင်ရာကြီးကျမ်းမာတန်ဆန်းနေတယ်ပေါ့စိတ်ပိုင်းဒီကျမတို့စိတ်လုံရှားခံစားမှုဆိုင်ရာကြီးပေါ့နော် spiritually ဆိုတော့ fit စိတ်လုံရှားခံစားမှုဆိုင်ရာကြီးလည်းသူတို့တွေဒါအဲကျမ်းမာနေတယ်ပေါ့နော်ပုံမှန်ရှိနေတယ်အဲမိမိရဲ့လုံဆောင်ရမယ့်လုပ်ပေါ်မှာအာယုံထားနိုင်တယ် မိမိရဲ့လှုပ်ဆောင်ရတဲ့အခါမှာပေါ်မှာအာယုံထားနိုင်တဲ့ motivated စိတ်အားထက်သန်မှုရှိတယ်။အဲနောက်တစ်ခါအေးအေးဆေးဆေးလှုပ်ဆောင်နိုင်မှုအတွက်အသင့်ဖြစ်နေတယ်။အေးဆေးတည်ငြိမ်နေတယ်ပေါ့။အေးဆေးတည်ငြိမ်နေတယ် claim ဆိုတာအေးဆေးတည်ငြိမ်နေတယ်။အေးဆေးတည်ငြိမ်နေနောက်တစ်ခါပျော်ရွှင်နေတယ် having fun ပျော်ရွှင်ရွှင်ပျော်ပျော်ရွှင်ရွှင်ရှိနေတယ်။နောက်တစ်ခါသူ့မှာ ်ခေါင်းဆောင်ပြီးတော့တာဝန်ယူပြီးတော့ပေါ့နော်သူလှုပ်ဆောင်ရမယ့်အလုပ်ကလေးတွေမှာသူပျော်ရွှင်နေရပေါ့ဥမာကလေးတယောက်ကိုတင်ချပု္ပ္ပာတစ်ပုဒ်ကိုဖြည့်ရှင်းခိုင်းလိုက်တယ်ဆိုရင် तू ဟာဒီလို ready နေမှာဆိုရင် तू ဒီကြတင်ချပု္ပ္ပာကိုကြောက်ရွံ့မှုမရှိဘူးပေါ့နော် तू ဒါတော်တော်လေးလေးနဲ့ဒါဒီပု္ပ္ပာပေါ်မှာအာယုစိုက်ပြီးတော့လှုပ်ဆောင်နိုင်တဲ့ အဲအခြေအနေမှာရှိနေမှာမျိုးဖြစ်တယ်။အဲ့ဒီမှာတစင်ကျွန်တော်ဒီအဝါရောင်ကွက်ကလေးကိုရောက်သွားပြီဆိုလို့ရှိရင်အဲဒီဟာကကြတော့သူရဲ့တုံ့ပြန်တာပေါ့နော်တုံ့ပြန်တဲ့အစဉ်သူလိုတုံ့ပြန်တော့ဆိုရင်ပြျော့ပြော့ပြောင်းပြောင်းမယ်ခဏတာဖြစ်တဲ့စိတ်ဖိစီးမှုအဲဒါမျိုးတော့ရှိနေပြီလုံးဆောင်နိုင်ဇွမ်းအနေငယ်ကြဆင်းတဲ့အင်္ဂအဲအခြေအနေလေးလည်းဖြစ်မယ်အဲ တတောင်တတာပျောက်ကင်းနိုင်တဲ့အခြေအနေလေးဖြစ်တဲ့အများအကြာကြီးရှိနေမှာမဟုတ်ဘူးတတောင်တတာလေးနဲ့ပျောက်ပျောက်ကင်းဒါကိုပြေပြောက်သွားနေတယ်နိုင်မဲ့အခြေအနေရှိတယ်အဲအနေငယ်တော့စိတ်တူနိုင်တယ်စိုးရိမ်ပူပန်နေတတ်တာမျိုးတွေရှိတယ်စိတ်တက်ကြသလိုတွေခံစားနေရတာမျိုးတွေတော့ရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေတော့ရှိတယ်အဲ့ဒီရမှတစင်းကျမတို့ဒီမှာဆိုလို့ရှိရင် အဲသူကအနှဲငယ်လေးတော့သူဒါစိတ်ဖိစီးမှုတော့ရှိနေပြီအနှဲငယ်စိတ်ဖိစီးမှုတော့သူမှာရှိနေတယ်ပေါ့နော်အနှဲငယ်စိတ်ဖိစီးမှုလေးတော့ရှိနေတယ်အဲ့ဒီကမှဆေးရထက်တတ်မှုတွေကလည်းသူ နည်းနည်းလေးရော့ကြလာမယ်။ဆရာထက်တန်မှုတွေနည်းငယ်ရော့ကြလာမယ်။အဲဆရာထက်တန်မှုရော့ကြလာတယ်လို့ပဲပေါ့နော်။ပူဆိုးရင်ပူပန်လာလို့လည်းသူစိတ်တက်ကြတယ်လို့ခံစားရမယ်။ဆရာထက်တန်မှုတွေ loss motivation motivation ဆိုတာကြတော့သူဆရာထက်တန်မှုတွေရော့ရော့ကြလာမယ်။ပြီးရင်ဒီပေါ်မှာကျမတို့ပေါ့နော်။အာယုံစူးစိုက်မှုတွေပါတဖြည်းဖြည်းနဲ့ကြဆင်းလာမယ်။ပြီးလို့ရှိရင်ဒီလိုမျိုးတွေဖြစ်လာပြီးဆိုမအိပ်ပျော်ဘူးဆိုရယ်ကျမတို့ခံစားရတဲ့လေဒီအချိန်လေးမှာအိပ်ပျော် ဘူးခင်ဗျအဲ့လိုမပြောဘူးပေါ့အဲ့အဲ့လိုမပြောတာတွေအဲ့ပြောဖို့ခက်ခဲတာတွေဖြစ်လာမယ်အဲ့ဒီအမှတစင်ပေါ့နော် ကြွက်သားတွေတောင့်တင်းလာမယ်မာဆာတွေတန်ရှင်း muscle tension တွေဖြစ်လာမယ်ဒါဆိုရင် all other physical ပေါ့နော် changes တခြားခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေပေါ့နော်ဖြစ်ပေါ်လာမယ်အဲ့လိုနဲ့ပေါ့နော်ဒီမှာဆိုရင်ဒီလိုမျိုးဖြစ်လာပြီဆိုရင်ဒါကိုပေါ့နော်သူဒီ မိသားစုတူချင်းပေါ်မှာရောသူတို့တွေကဟိုပျော်ရွှင်မှုတွေညော်နေလာမယ်ပေါ့နော်တူချင်းတွေရဲ့ဒီတာဝန်တွေပေါ်မှာသူတို့တွေကအနှဲငယ်လေးတွေဒါစိတ်ဖိစီးမှုတွေဖြစ်လာမယ်အဲ့ဒီလိုအမှတစင်ကျွန်တော်တို့ဒီကလိမ္မော်ရောင်ဆင့်ကိုရောက်တဲ့အခါမှာဒါဆိုရင်ကျွန်တော်တို့စိတ်ဓာတ်ရတော့ရနေပြီစိတ်ဓာတ်ရရနေတယ်ဆိုတဲ့အဓိပ္ပာယ်လေးကိုဖော်ဖော်ပြနေတယ်ပုံမပြင်းထန်လာပြီ ဒီစိတ်ခံစားချက်အကြရှည်တတ်တယ်။အဲလှုပ်ဆောင်နိုင်စွမ်းနေလေသူကြာစင်းနေပေါ့နော်။လှုပ်ဆောင်နိုင်စွမ်းနေအဲကြာစင်းလာမယ်။အဲလိုမျိုးလှုပ်ဆောင်နိုင်စွမ်းနေကြာစင်းလာတဲ့အခါမှာအဲသူရဲ့ပြုမှုရဲ့အခြေအနေတွေကအနေဖြစ်နိုင်ခြေပေါ့နော်။သူအနေဖြစ်နိုင်ခြေတော့နဲတော့နဲသေးတယ်။ဒါပေမဲ့ထိန်းချုပ်ဖို့လိုတယ်။အဲဆုံးရှုံးမှုတွေရှိနိုင်တယ်။အဲ့ဒီအမှတစင်သူဟာတပြေးပြေးနဲ့အလွန်မင်းထိတ်လန့် နာမယ်အဲထိတ်လန့်လာမယ်မိမိရဲ့ပုံမှာမိမိရဲ့ခံစားနေတဲ့ပုံမှာသူ ထိတ်လန့်မှုတွေအေးဖြစ်ပေါ်လာမယ်အဲ့လိုမျိုးထိတ်လန့်မှုတွေဟာတဖြည်းဖြည်းနဲ့ထိတ်လန့်မှုအမှတစ်စင်းဒေါသတွေထွက်လာမယ် သူတခုခုကိုထိတ်လန့်လို့ဒေါသထွက်ကြတာလည်းများတာကိုကျွန်တော်တို့ဆိုဒီက level ကိုလေ့လာရင်မှအော်လူတွေဒေါသထွက်လွယ်တာဘာလို့လဲသူတို့မှာ stress စိတ်ဖိစီးမှုတွေရှိနေလို့ထွက်တာတခုခုစိုးရင်ကြောင်းကြနေလို့ဒေါသတွေထွက်တာများတယ်ဘာလို့မှမစိုးရင်ဘူးဘာလို့မှမကြောင်းကြဘူးဆိုရင်ဒေါသထွက်တာကြီးကမရှိကြဘူးလေဒေါသထွက်ပြီဆိုကြတဲ့ကတော့သူတို့တွေမှာစိုးရင်ကြောင်းကြတာကြီးပူပန်စရာတွေများနေလို့ဒေါသတွေထွက်ကြတာအဲ့တော့ကြတော့ဒီဟာလေးတွေကိုလေ့လာခြင်းအပြင်ကျွန်တော်တို့ရဲ့ဖြစ်ပေါ်လာတဲ့ စိတ်လိုချခံစားမှုတွေကိုပါပြန်လဲဘလို့ထင်းကြုံမလို့ဆိုတော့ကျမတို့ကျော်လွှားရမယ့်နီလန်းလေးတွေကိုရှာဖွေရတာပို့ပြီးတော့အစင်သင်းဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကြတော့ဒီလိုမျိုးခြေနေမှာဖြစ်ပြီးဆိုရင်လိမ္မော်ရောင်စစ်မှာဆိုရင် အန္တရာယ်များလာပြီးအဲကိုကိုကိုလည်းအပြစ်ရှိတယ်လို့ခံစားရမယ်ဆက်ရွက်မယ်ကိုကိုကိုအပြစ်တွေတင်မယ်ပေါ့နော်အပြစ်တွေတင်နေနေဖြစ်ပေါ်လာမယ်အဲနောက်တစ်ခုတစ်ခုခုကိုဆုံးရှုံးသွားရမှာကိုကြောက်စိတ်စိတ်ဒီစိတ်ဖိစီးမှုတွေစုပြုံးလာမယ်ကိုကျင်တရားဆိုင်ရာနောက်ဆုံးမှကျကိုကျင်တရားဆိုင်ရာစိတ်ထံရာတွေပါဖြစ်လာမယ်အဲတော့ဒီအမျိုးတွေကိုကျွန်တော်တို့တာဝန်ယူစောင့်ရှောက်တဲ့သူတွေက သူတို့ကိုပြည့်စုံဆောင်ရှောက်ပေးဖို့အင်မတန်ကိုယ်ရဲ့ပေါ့နော်တာဝန်ယူရမယ့်အဆင့်ကိုရောက်နေပြီအဲဂယုဆက်ရမယ့်အဆင့်ကိုရောက်နေပြီအဲ့ဒီအဆင့်ကနေမှမှကျွန်တော်တို့တွေလစ်လူရှုမိလိုက်တယ်ဆိုရင်အနေအောင်စစ်ကိုအဲဆိုတဲ့တကယ်ကိုပဲပေါ့နော်စိတ်ပိုင်းဆန်ရာ ဖြားနာတယ်ပေါ့သုံးတာပေါ့နော်တကယ်တော့ဟိုခုနပေါ့နော် toxic toxic stress ဆိုတဲ့တကယ်ကိုအစိတ်တင်တဲ့စိတ်ဖိစီးမှုအဆင့်ကိုသူရောက်နေပြီစိတ်ပိုင်းဆိုင်ရာဟိုနာမကျန်းဖြစ်တဲ့အဆင့်ကိုရောက်နေပြီဒါဆိုရင် သူဒီအဆင့်အနီအောင်အဆင့်မှာဆိုရင်ကျမတို့သူတို့ကိုဒါ တမ်ဆေယောဂါဆေယောဂါပေါ့နော်ခံဒီစေကုသမှုခံယူရတော့မယ်ပေါ့နော်ဒါစိတ်မကြမ်းမမာဖြစ်နေပြီဒါဆိုလို့ရှိရင်စိတ်ဖီစီမှုတန်ရာကြောင့်ဘဝမှာလှုပ်ဆောင်နိုင်တဲ့စွမ်းရည်တွေဟာအင်မတန်ကိုကျဆင်းသွားပြီအန္တရာယ်ဖြစ်စေနိုင်တဲ့အခြေအနေလည်းဖြစ်နေပြီအန္တရာယ်ဖြစ်စေနိုင်တဲ့အခြေအနေတွေဖြစ်နေပြီဒါတွေကိုကျွန်တော်တို့လက်ယောဒီယောခလက္ခဏာတွေကကြာရှည် စွာပြုစုဆောင်ရှောက်ရမယ်။ဖိုမိုဆိုးရွားလာတာကြီးလည်းဖြစ်တတ်တယ်။ဒါမျိုးတွေကိုပြင်းထန်တဲ့စိတ်ဖိစီးမှုတွေအလုံအကိုင်းမှာဆွမ်းဆောင်ရည်တွေကျတာဆိုးဆိုးရွားရွားတွေဖြစ်ပေါ်တာယောဂါတွေဝင်လာတာပေါ့နော်။နောက်တစ်ခါအဲ့လိုမျိုးပေါ့ကြောက်ရွံ့ထိတ်လန့်မှုကြောင့်ဖြစ်တဲ့စိတ်ဒဏ်ရာတွေဖြစ်လာမယ်။တပြေးပြေးနဲ့ပြောနော် depression ဆိုတဲ့တကယ်ကို depression ဆိုတဲ့စိတ်ကြယောဂါကိုဖြစ်လာမယ်။ depression ဝင်လာပြီဆိုရင် impotent ကိုဟိုပေါ့နော်ကျမတို့အလွန်အမင်းကိုပဲအဲဆိုးွားလာပြီဒါမျိုး ဂယုဒီဇိုင်းနဲ့ပေါ့နော်ခုနစိတ်ကျမ်းမာရေးဆရာဝန်နဲ့ပြတာပြီးတော့ဒါကိုကုသဖို့လိုအပ်နေပြီပေါ့နော်ဒီလိုအခြေအနေမှာဆိုရင် ပေါ့နော်ဒီလိုမျိုးစိတ်ကြပြီဆိုရင်မူရစေဝါကိုလည်းအလွန်အကျွံသုံးဆွဲပစ်တာရင်းနဲ့ပေါ့နော်အတက်အနေရဲ့အဲအတက်အနေကိုပါပေါ့နော် ထိခိုက်နိုင်တဲ့အဆင့်ထိကို ရောက်သွားနိုင်တယ်အဲ့တော့ကြတော့ ကျမတို့ဒီကလိုမျိုးပေါ့နော်အစ်စ်နေမှာ display ပြင်းနေပေါ့ဒီလိုမျိုးဖြစ်လာပြီဆိုရင်ကျမတို့ caregiver တွေရဲ့ responsibility ဆိုရဲပေါ့နော်သူတို့ ਨੇ ဒါသူတို့လိုအပ်ချက်ကို အချိန်နဲ့တပြေးညီပြန်လဲဖြည့်ဆည်းပေးနိုင်တဲ့အခြေအနေမျိုးတွေဖြစ်အောင်ဒါဂယုစိုက်ဖို့လိုအပ်တယ်ဆိုတာတွေဟာအဓိကအစင်ချင်းစီကိုလေ့လာခြင်းအပြင်ကျမတို့တွေအစိတ်ဖြည့်ဆည်းမှုတွေကိုနှုံကဲမသွားအောင်ထိ ंछ ုပ်ဖို့လိုအပ်တယ်ကြော်လွားဖို့လိုအပ်တယ်ဆိုတာလေးတွေဟာဒါဆွေးနွေးပေးရခြင်းလည်းဖြစ်ပါလေရှင်။အဲ့တော့စိတ်ကျမ်းမာရေးအခြေအနေစဉ်စဉ်မှာအစေးရောင်ဒါလေးရတော့ကျမအချင်းချုပ်ကလေးဆွေးနွေးပေးရပါတော့။ စိတ်ကျမ်းမာရေးအခြေအနေစင်မှာဒီဇာကွက်ကလေးတွေကအစင်းရောင်ဟာသူဟာအနေထားကောင်းမွန်နေတယ်ကောင်းမွန်နဲ့အဲလေ့ကျင့်ပြင်ဆင်ထားတဲ့ကိုရောစိတ်ပါကျမ်းမာကြန့်ခိုင်နေတဲ့အခြေအနေကိုကိုစားပြုတယ်ဒါဆိုရင်ကျမတို့ရဲ့ကလေးတွေကိုအစင်းရောင်အစင်မာတဲ့အစင်းရောင်အစင်လေးထီပဲပေါ့နော်စိတ်ဖြစ်စည်းမှုကိုအဲလေ့ကျင့်ပြင်ဆင်ပေးထားရမယ်အဲဒါမှလည်းသူတို့ရဲ့ဘဝမှာတိုးတက်မှုတွေရှိရဲကျမတို့ကိုယ်တိုင်လည်းအစင်းရောင်အစင်းထဲမှာပဲအဲရောက်နေအောင်ပေါ့နော်ဒါကိုယ့်ရဲ့ stress တွေကိုလည်းကျော်လွှားနိုင်ရမယ် coping skill တွေရှိရမယ်အဲ့တော့ကြတော့စိတ်ပါစိတ်ကောကိုပါကျန်းမာကြံ့ခိုင်တဲ့အခြေအနေ rare အစ်စ်မှာပဲရှိနေကြတာဟာအကောင်းဆုံးပါပဲရှင်ဒါပေမဲ့လို့ရှိနိုင်ပါတယ်အဝါရောင်အဆင့်ကိုရောက်သွားနိုင်တယ်ဒါဆိုရင်စိတ်ဖိစီးမှုကြောင့်ယာယီခံစားရတဲ့စိတ်ကြယောဂါတွေဒါယာယီပဲခံစားရတာပြီးရင်ဒါမျိုးကပြန်ပြောက်သွားနိုင်တယ်ပူပန်မှုတွေအာယုံစူးစမ်းရတွေခက်နေတာကျွန်တော်ဆိုခဏခဏဖြစ်တယ်လေ ဒေယိုလက္ခဏာတွေပေါ်ပေါက်နေတာဟာဒါကူဒီအဝါရောင်ဆင့်ကိုရောက်နေခြင်းဖြစ်တယ်အဲ့ဒီဟာမှာတစင်ကျမတို့လိမ္မော်ရောင်ဆင့်ကိုရောက်သွားပြီဆိုရင်ပုံမပြင်းထန်လာမယ်ကြာရှည်တည်တဲ့နဲ့ဒဏ်ရာတွေရနိုင်မယ်အာပုံမှန်မဟုတ်တဲ့ဒေါသတွေထွက်မယ်ဒေါသမထွက်เสียမှာဘယ်နဲ့ဒေါသတွေထွက်နေကြတာဒါမျိုးတွေဖြစ်တတ်တယ်အလွန်မင်းထိတ်လန့်နိုင်ဒါမျိုးတွေလက္ခဏာတွေကကျမတို့လိမ္မော်ရောင်ဆင့်ကိုရောက်တဲ့လက္ခဏာတွေပါအဲ့ဒီဟာမှာတစင်အနီရောင်ဆင့်ကိုရောက်ပြီဆိုရင်လူမှုရေးရောအလုပ်ကံရောလုံဆောင်နိုင်စွမ်းတွေကို ထိခိုက်လာမယ်စိတ်ကြယောဂါတွေဖြစ်လာမယ်စိတ်ကျမ်းမာရေးယောဂါအဆင့်ကိုညှို့ဆို့ပြခြင်းဖြစ်တယ်တဲ့အဲ့တော့ဗောနော် အဲ့လိုမျိုးတွေ disorder တွေစင်ကိုရောက်သွားမှာပေါ့နော်အဲ့လိုမျိုးတွေအထိပေါ့နော်အနေအောင်စင်တီရောက်သွားနိုင် ရောက်သွားလို့ရှိရင်တကယ်ကိုအလို့အကင်အတွက်ပါထိခိုက်လာနိုင်တယ်အဲ့လိုပဲပေါ့နော်ကလေးတွေရဲ့တင် जा တင်ယူမှုတွေကိုပါထိခိုက်လာစေမယ်အဲ့ဒီအဆင်50မှာဖြစ်ပေါ်နေတဲ့အကြောင်းရင်းတွေအဲယောဂာမျိုးစားတွေကိုခွဲခြားဖော်ပြထားတာလည်းဖြစ်တယ်ပေါ့နော်ဇေယျကွက်ကလေးတွေမှာအဲ့ဒီမှာဆိုလို့ရှိရင်စိတ်ဓာတ်ရာနဲ့ယောဂာကြားမှာကွာခြားချက်ကိုရှင်းလင်းစွာ ခွဲကြသတ်မှတ်ပေးထားတယ်။အဲဒါအဲ့လိုမျိုးပေါ့နော်။အမာရွတ်တွေကျန်နိုင်နေပေါ့ဒါမျိုးတွေကိုလည်းပေါ့နော်ဒီကိုတကယ်ကိုကြာရှည်ကုသပေးရမယ်။ အဲဆင်ကိုရောက်ပြီဆိုကုသပေးဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဥဆောင်နေတဲ့သူတွေမိသားစုဝင်တွေပြုစုဆောင်ရှောက်တဲ့သူတွေကပေါ့နော်ဒါတွေကိုတာဝန်ယူပြီးတော့ပေါ့နော် တာဝန်ယူရမယ်နောက်ဆုံးမှာအလွန်ရေးကြီးချောင်းကိုလည်းကြီးကဒီဇာကွက်ကလေးကိုလေးလာခြင်းအပြင်ကျွန်တော်တို့သိရှိရတယ်အဲဒီလိုမျိုးအရေးကြီးတယ်ဆိုတာကိုလည်းသိရှိအောင်လို့ဖော်ပြထားခြင်းလည်းဖြစ်တယ်ပေါ့နော်စိတ်ပီစီမှုဒဏ်ရာတွေကိုတဲ့မကျော်လွှားနိုင်မှုဆိုလို့ရှိရင်ပုံမှုဆိုးရွားတဲ့အခြေအနေစီကိုဥတည်စေနိုင်တယ်ဒါကြောင့်ကျွန်တော်တို့စိတ်ပီစီမှုတွေကလေး တွေဖြစ်ပေါ်လာတဲ့စိတ်ပီစီးမှုတွေကျွန်တော်တို့တွေဖြစ်ပေါ်လာတဲ့စိတ်ပီစီးမှုတွေကိုကျော်လွှားဖို့နည်းလမ်းနေနဲ့အဲသုံးသက်ပြီးတော့ကျော်လွှားနိုင်အောင်ဆောင်ရွက်ကြရမယ်။အဲပုံမှန်မဟုတ်တဲ့ပြင်းထန်တဲ့အပြစ်ရှိရလို့ခံစားရတာတွေရှက်ရွံ့ရှက်ရွံ့တာတွေဒီအဆင့်လက္ခဏာတွေကစိတ်ပီစီးမှုရဲ့လက္ခဏာတွေလည်းဖြစ်တယ်။ဒါကြောင့်နဲ့ဒီဇာလေးထဲမှာပေါ့နော်စိတ်ကျမ်းမာရေးပြဿနာကိုတဲ့အစဉ်စဉ်စောင့်ကြည့်အကဲဖြတ်ကလိုအပ်တဲ့ အဲစောစီစွာပြုစုဆောင်ရှောက်မှုတွေအဲဟိုဆောင်ရွက်ရမယ်ဆိုတဲ့အကြောင်းလေးကိုဒီဇီယာခွက်ကိုလေ့လာခြင်းအပြင်ကျွန်တော်တို့တွေအာဒါတွေကိုသိရှိ ပြရခဲ့သိရှိခဲ့ရတယ်ပေါ့နော်အဲ့တော့ကြတော့လေဒီလိုမျိုးဒီလိုမျိုး stress တွေရဲ့ဖြစ်ပေါ်လာတဲ့အခြေအနေတွေကိုလေ့လာခြင်းအပြင်ကျွန်တော်တို့ရဲ့ကလေးတွေကိုဒီ ECCD level တကယ်ကိုငယ်ရွယ်စဉ်ကလေးရအောင်ပဲပေါ့နော် သူတို့တွေမှာဖြစ်ပေါ်တတ်တဲ့စိတ်ဖိစီးမှုတွေကိုကျော်လွှားနိုင်အောင်ဒီစိတ်ဖိစီးမှုတွေကို ပြင်းထန်တဲ့အဆင့်ကိုမရအောင်စနေတကြားနဲ့ပေါ့နော် သူတို့ကို လေ့ကျင့်ပေးချာလေ့ကျင့်ပေးထားကြရမယ်တကယ်လို့ဖြစ်ပေါ်လာပြီဆိုလို့ရှိရင်လည်းအချိန်မီပေါ့နော်ကျမတို့ပြုစုဆောင်ရှားမှုတွေကိုဂယုဒစိုက်ပြုစုဆောင်ရှားမှုတွေကိုဆောင်ရွက်ပေးကြရမှာဖြစ်တဲ့ဆိုတဲ့အကြောင်းလေးကိုကျမယနေ့ဆွေးနွေးပေးရင်းနဲ့ကျမယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်